ီဘက်ပြည်ပြင်းမီဒီယာတွေမှာပေါ်ပြနေတာတော့အာတကိုင်းပကကနေမြောက်ဘက်ကိုတက်မှတော့တော့တက်လာတယ်တက်မှတော့တော့တရင်တင်းတို့ပြုတ်တဲ့ဒီချင်းမိုးပြလိုက်တယ်တော့လျှောက်တော့ဘင်းစစ်သားမဟုတ်ပဲနဲ့ဘင်းကပြည်သူတယောက်ဖြစ်နေပြီဘင်းကိုစစ်တပ်ကမတရားအနိုင်ကျင့်လာမယ်ဆိုရင်စစ်တပ်ကဘာလို့လို့မင်းကပြည်သူဖြစ်တဲ့အတွက်လက်ခံပြီးခေါင်းပိတ်ပေးရမှာလဲ ဟိုင်းချာရမီဘာပီတိုနီကိုမော်တော်များအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ် April 28ရက်နေ့ Super Sunday ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့သလွန်သတင်းကောင်းများဆရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဗီဒီယိုစာဆုံးကြည့်ရှုပေးကြဖို့မိဘပြည်သူအားလုံးကိုဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်ခါရင်းလိုပဲအယုံဆုံးနေတဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ကချင်ပြည်နယ်ဘုံမြို့တင်းတက်ဖွဲ့အဆိုရဲ့ဆက်လက်ပြင်းထန်နေတဲ့နံပါတ်ဖြစ်ပြီးတော့မှစစ်ကောင်စီကနေပြီးတော့မှအခုဆိုရင်ကာကင်းစကား၅ခုကိုထပ်မလွလွတ်ထားပြီးတော့မှစစ်ကောင်စီရဲ့တရင်မှုနဲ့ဖွဲ့ကိုကဲရီကနေပြီးတော့မှအရှင်ဖန်စီရမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။စကားခ23ရဲ့ကာကင်းစကား၅ခုကိုထည့်ရတယ်။အခုကစကားခ23ရဲ့ဘိုးကင်းထီရောက်နေပြီ။အဲ့ဒီထဲမှာစစ်တပ်တရင်မှုနဲ့ဖွဲ့ကိုလည်းစစ်တုံးပန်းဖြစ်ဖန်စီရရှိထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတယ်။စစ်တပ်ကလေရင်တွေနဲ့တချင်လုံးဘုံးလာကျဲနေတယ်။ကိုဗစ်မှာလည်းထိခိုက်တွေရှိတယ်ဆိုပြီးတော့မှ ကဲတရင်းမြက်ကနေပြတော့ပြောဆိုထားတာပါနော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီပေါ်မြို့อ่ะဆိုရယ်90ရာခိုင်နှုန်းဒီပါလောက်ကိုကဲနဲ့ PDF ပေါ်တဖို့နေရတယ်ပြတော့ထင်းချုပ်ထားတာပြတော့မကြခင်မှာတော့ဒီစကားခဏစတိကြတာနဲ့ဒီပေါ်မြို့တစ်ခုလုံးอ่ะဆိုတော့ကျွန်တော်ကဲလက်ထဲကိုရရှိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဖလာမြို့တင်းတက်ပွဲနဲ့ခတ်ဆစ်စင်လို့ပြောရမှာပါနော်နောက်ထပ်တရင်းသူပိုးအနေနဲ့ကတော့အေရီတိုင်းလေးမိနာမျိုးတိုက်ပွဲမှာစစ်ကောင်စီတပ်ကဘိုးစင်းရှိအရာရှိတအူဒရော့ဘုံထိမှန်ပြီးတော့မှတေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ပထမတောင်ကုန်းမှာထိမှန်ထားတဲ့ဘုံဆန်တောင်ပေါင်ထက်ကနေပြီးတော့မထိုးရသေးဘူးအခုတခါတိုက်ပွဲမှာဘုံဆတ်ထထိပြီးတော့မှတေဆုံးသွားတယ်သူတရင်ကြားရတဲ့သူ့နောက်ကိုမီတာဆိုးတွေလိုက်သွားကြတယ်ဆိုပြီးတော့စစ်ကောင်စီတပ်ကနန်းစီရီယမ်အရာရှိသူကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာဆိုရင်တေဆုံးသွားတဲ့စစ်ဗိုလ်ရုပ်အလောင်းကိုမီတာဆိုးထံပြန်လည်ပြည့်ချင်းမရှိဘဲနဲ့တေဆုံးတဲ့နေရာမှာပဲမိတကြိုခဲ့ပြီးတော့မှသူ့ရဲ့အယုတ်ပြအိုးကိုဧပြီလ25ရက်နေ့ညပိုင်းမှာမီတာဆိုးထံပြန်လည်ပေးရလိုက်တယ်လို့တပ်တွင်းသတင်းမီကနေပြီးတော့ထားလောင်းပြောကြားထားတာပါနော်ဆိုတော့ ။ဒီစကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဒီတခြားတိုက်ပွဲတနေရာမှာဒဏ်ရာရရှိထားတာတော့မှရှေ့တောင်ပို့လို့လိုက်တာပြမခုဆိုရင်ဒရဘုံထိမှလို့မျောစာ ဖြစ်သွားတာပဲဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့ကံဘလော့ထိပေါ့နော်အကျိုးပေးလဲဆိုတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့အခုဆိုရင်အမေရိကန်စစ်တပ်ကနေပြီးတော့မှ ကျွန်တော်ရခိုင်ပြည်နယ်က AA နဲ့ CNF ကိုကွန်ကြီးထောက်ပံ့မှုတွေလှုပ်ဆောင်ဖို့ပြင်ဆင်နေပြီဆိုတဲ့အကြောင်းရဲဘော်ရှန်လေးရတယ်ပြီးမှတရားလေးရှင်းပြထားတာဖြစ်ပါတယ်ရဲဘော်ရှန်လေးဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော် in pacific data မှာတာဝန်ကျတဲ့စစ်ဦးစီးချုပ်ကိုတိုင်မက်စလာတဲမှာပဲဘင်္ဂလားဒေ့ကိုရောက်ရှိခဲ့တယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရှိဗီဒီယိုတွေမှာလည်းတင်ပြခဲ့တာရှိပါတယ်။ဟုတ်ပြီဘင်္ဂလားဒေ့ကိုအချင်းချင်းရောက်ပြီးတော့အမေရိကန်စစ်တပ်ဟာကျွန်တော်မြန်မာနေဆက်နဲ့ရခိုင်ချင်းနေဆက်အထိလာရောက်ခဲ့တယ်။ ပြီးတော့အဲ့ဒီနေဇက်တွေကိုရောက်ပြီးတဲ့နောက်ပိုင်းတွေမှာစစ်ကန်တွေကိုတိဆောက်နေတယ်လို့အိန္ဒိယသတင်းစာကထုတ်ဖော်ရေးသားခဲ့တယ်။ဆိုတော့အိန္ဒိယဟာညချိန်မပြတ်တောက်လျှောက်ကြည့်နေတယ်။ဆိုတော့ဘင်္ဂလားဒေ့ရှ်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအဓိကတော့ကျွန်တော်တို့ဒါအာဆီယံထဲမှာသူတို့တွေဟာအင်အားကြီးထွားခြင်းနေကြတယ် ဆိုတော့အင်အားကြီးထွားဖို့ကိုတို့တွေနှီးမျိုးစုံတုံးပြီးတော့ပါဝင်ပတ်သက်နေကြတယ်။လက်ရှိအခြေအနေအထိကျွန်တော်တို့ဒါပြည်သူတွေကိုအကြမ်းဖက်ဘုံကျဲတပ်ဖြတ်နေတဲ့အကြမ်းဖက်ဆစ်တပ်ကိုစစ်လက်နက်ပစ္စည်းတွေရောင်းချခဲ့တဲ့ဒါမှတ်တမ်းမှတ်ရာတွေရှိခဲ့တဲ့အိန္ဒိယဟာတို့ရဲ့အခုအတီးပြုတ်ထုတ်ပြန်ချက်တွေထွက်ပေါ်လာပါတယ်။ဆိုတော့ကျွန်တော်တို့ဒီချင်းနဲ့ရခိုင်နယ်စပ်တီကျွန်တော်အမေရိကန်ရဲ့ဒါအရာရှိ ဒါအချီးပိုင်းတွေလာရောက်ပြီးတော့လေ့လာတယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်မှာမြန်မာနဲ့အနီးဆုံးနေရာအထိတက်စကန်တွေတိဆောက်တယ်ပြီးတော့ဆက်လက်နဲ့တူလောင်ယုံတွေကိုတိဆောက်တယ်ပြီးတော့လေရင်ခွင့်အသစ်တွေကိုတိဆောက်ပါတယ်ဟုတ်ပြီအမေရိကန်ရဲ့ကုန်တယ်ရေးစစ်ပွဲရဲ့နောက်ွယ်မှာဘာတွေရှိနိုင်ပုံလဲကျွန်တော်အားလုံးတက်ဆာရတာခက်ခဲပါလိမ့်မယ်ဆိုတော့ကုန်တယ်ရေးစစ်ပွဲလို့ကျွန်တော်တို့အားလုံး ထင်ရပေမဲ့မြင်ရပေမဲ့စည်ရေးအရာအရေးကြီးကိုလာနိုင်တဲ့အကြောင်းအရာတွေညောင်များစွာရှိလာနိုင်ပါတယ်ဆိုတော့ဒီကနေ့မှာပဲ Trump ရဲ့သူ့ရဲ့ပေါ့နော်ဒါ social account မှာကျွန်တော်တို့ဒါချီချင်းဖင်ကသူ့ကိုဖုန်းခေါ်ဆိုတယ်ဆိုတဲ့အကြောင်းကိုသူတင်ထားတာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ရဲ့ Telegram မှာလည်းအာ Trump Trump ရဲ့ဒါသူပြောထားတဲ့သူ့ရဲ့ account တွေပေါ့နော်အဲ့ဒါလေး scan shot လေးကျွန်တော်တင်ထားပါတယ်ကျွန်တော်မိပါတယ်ဝင်ရောက်ပြီးတော့ကြည့်ရှုပြီးတော့အဲတုံးသက်လို့ရတယ် ်ပြီးွားရင်ကျွန်တော်တို့ရဲဘော်ရှန်လေး family group မှာအာကိုပိုင်တုံးချင်းစီတဲ့အမြင်တွေကိုလည်းအကြံပြုဆွေးနွေးဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါဟာအရေးကြီးနေတဲ့ color လည်းဖြစ်တယ်ဒီမှာရေဘော်ရှန်လေးပြောထားသလိုပဲကျွန်တော်တို့ American စစ်တပ်ကနေမြန်မာပါနော်တရုတ်ရဲ့ဒီလိုရန်လိုတဲ့ပြုံမှုတွေကြောင့်ဖြစ်ဆိုရင် Bangladesh ကနေပြည်တော်မှာတဆင်သူတို့ရဲ့စစ်ကားတွေကိုဆက်တင်တိုးချဲ့ဖို့လှုပ်ဆောင်နေတာပြည်မှာအဒီထဲမှာသူတို့ရဲ့အစီအစဉ်မှာဆိုရင်လည်း ANS CNF ကိုထပ်ပတ်မှုတွေရှိလာနိုင်တယ်ဆိုတဲ့သတင်းမျိုးလည်းကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်တို့ဘက်ကနေပြည်တော်မှာတေချာလေးကို တတိခံလို့ရပါတော့တတိမျိုးမတွေ့ရသေးပေမဲ့ဟိုးမှာတော့တူလောတူလောနဲ့မြေပဖြစ်သူတွေကြားထဲမှာပြန်နေနေတော့မှဖြစ်ပြမှာအဲ့ဒီတရင်သာတကယ်ဖြစ်လာခဲ့မယ်ဆိုတော့ကျွန်တော်မြန်မာတော်လိုင်းမှာဘယ်လိုမျိုးပြောင်းလဲတွေဖြစ်လာမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းနေတာပဲဖြစ်ပါတယ်။တရုတ်အနေနဲ့ကတော့အခုဆိုရင်စကွန်စီကိုပေါ်တင်ထောက်ခံမှုတွေလို့ဆောင်နေတာပြမှာအခုကျွန်တော်တို့နောက်ဆုံးသိရတဲ့ပေါ့နော်လာရှုမျိုးอ่ะဆိုရင်တရုတ်ရဲ့လက်ချက်နဲ့ပဲစကွန်စီကနေပြမှာပြန်လည်ထိန်းချုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတဘောအနေနဲ့ကတော့ရှမ်းပြည်နယ်မိုင်းစစ်မြို့ကစစ်တွေတက်ကအခုဆိုရင်လက်စမီပြေဝပုံမှန်မရရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ထားတဲ့ဟာလေကျွန်တော်စစ်ပြည်မှာကြည့်လိုက်ရအောင်နော်ဒီတစ်ခေါက်မှာတော့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့မိုင်းစစ်မြို့ကတမတော်သားတဦးရေးသားပေးဖို့လာတဲ့စာလီကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းစစ်မြို့ကပါစစ်တွေတက်တက်တက်မှာတပ်သားအစင်းနဲ့တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပါတယ်ကျွန်တော်ပြောချင်တာက24နာရီလာတဲ့တရက်စစ်မိကိုတော့ မနက်6ခဲကနေ9နာရီအထိနဲ့ညနေဆိုရင်6နာရီကနေ9နာရီအထိပဲတက်တွဲမှာပေးနေပါတယ်။မီးပြတ်ချိန်ဆိုအချိန်မှန်ပြက်ပေမဲ့တက်ကတက်ရင်မှုကလည်းမီတာကတွေအများကြီးဆောင်ရတယ်ဆိုပြီးအိတ်ကက်ထဲထည့်ပါတယ်။အထက်ကပြောတော့တက်ထဲမှာရေမီးအစုံနဲ့နေရတယ်ဆိုပြီးပြောကြပေမဲ့အခုတော့အခြားတက်တွေတော့24နာရီမီးရနေချိန်မှာဆက်သွယ်ရေးတက်မှာကြမှာအလကားရတဲ့လျှက်စစ်မီးကိုတော့ပုံမှန်မပေးနိုင်ပါဘူး။ အထက်ကလူကြီးတွေတည်အောင်ပြောပြပါအောင်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစ်စစ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။စစ်တွေတက်ဆိုပြီးတော့မလဲစင်မီပြေဝမရတာတော့တော်တော်လေးရေဖို့ကောင်းတယ်နော်။ ခုဆန်စကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဒီလိုမျိုးတရင်မှုတွေကဆလို့သူတို့ကိုကြိုးတက်ပဲရှာနေတာပြပမာအုပ်ချုပ်သက်သားတွေကတော့ဒီစကောင်စီရဲ့အကြီးအကဲတွေရဲ့အထုံးချချင်းကိုခံရတာဖြစ်တယ်။ရှေ့သားမှာဆိုရင်လည်းဒီကောင်တွေကတပိပြမစတေးခံပြမမျိုးစာဖြစ်တိုက်ပွဲဝင်နေရတဲ့ချိန်မှာစကောင်စီရဲ့ရှေ့တွေကတော့အိမ်မှာပေါ့နော်။အဲကွန်လေးတွေနဲ့ဒူးနံပြတော့မှနေနေကြတာကိုခိုးဆွန်လဲဘောမတွေတမိသားစုံတွေကနေပြတော့မှတိရှိထားကြတာမို့လို့သူတို့အနေနဲ့ကတော့ဒီလိုမျိုးဆက်လက်ဖိနှိပ်ခံချင်တယ်ဆိုရင်တော့ သူတို့သဘောအတိုင်းဖြစ်မယ်ဆိုတော့ကျွန်တော်အလုံးလည်းပြောထားတာဖြစ်တယ်။ဒါမှမဟုတ်ဘူးကျွန်တော်ပြည်သူတွေနဲ့ပူးပေါင်းခြင်းနဲ့ဆိုတော့အခုခရေကနောက်မကျတဲ့ခင်မှာကျွန်တော်တော်လိုင်းတဖို့အနေနဲ့အလေးမြတ်ဆုံးပူးပေါင်းတင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဘက်ကနေပြန်မှအချင်းချင်းဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီဘောမကြုံမြင်ရနေပြီတော့မှခုဆိုရင်တမ33စစ်ကြောင်းတစ်ခုလုံးလိုက်ကိုပြုတ်ထွက်အောင်တိုက်ခိုက်ခဲ့တယ်ဆိုတော့တဲ့ရင်ကိုဒီကောင်နေပြီတော့မှပြောင်းလဲပြောင်းစားပြောထားတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီတော့မှခြေလိုက်ရအောင်နော် မင်းကဘက်မှာဘဒူရွာရင်းစခန်းကို PDF ပြန်ဝင်တိုက်မယ်ဆိုပြီးတော့မနေ့ကတော့သတင်းထွက်တယ်။ထွက်တော့ရင်းစခန်းကိုဘဒူရွာဝင်တိုက်မယ်လို့အားလုံးကတက်ကထင်တဲ့ချိန်မှာမတိုက်လိုက်ပဲနဲ့ကန်ကြီးကုန်းဆိုတဲ့ရွာရှိတယ်။ကန်ကြီးကုန်းဆိုအမှရေခါရင်းဆိုတဲ့အင်းကြီးရှိတယ်။အဲဒီကန်ရေခါရင်းဆိုအဲ့ဒီအင်းရဲ့ဘေးနားမှာရွာလေးရှိတယ်။အဲ့ဒီရွာလေးမှာအဲ့ဒီရွာလေးမှာနောက်ပြီးတော့ဒီဘက်မှာစကိုင်းကနေပြီးတော့အပေါ်ကိုတက်တဲ့ဒီဘာခေါ်လဲဆိုတော့ဒီရွှေဘုံနဲ့ရွှေဘုံနဲ့ကြောင်မြောင်းဘက်ကိုတက်တဲ့ဒီဘီဝါလိုင်းရှိတယ်။အဲ့ဒီအနေမှာရွှေဘုံကြောင်မြောင်းဘက်တက်ပြီးတော့မှဒီမြေကြီးနောက်ဆက်တက်တာ။အဲ့ဘီဝါလိုင်းတစ်ခုရှိတယ်။အဲ့ဘီဝါလိုင်းတစ်ကြောလုံးတက်ကစစ်ကြောင်းထိုးလို့မရဘူး။စစ်ကြောင်းလည်းမသွားနိုင်ဘူး။ တက်ကအသုံးမပြုရတာဘယ်နှစ်ရှိပြီလဲဆိုတော့ကျွန်တော်သိရတယ်လို့အဲ့ပြောလမ်းလျှောက်ကိုတက်ကမတုံးရတာသုံးနှစ်ရှိပြီအခုမှတက်ကအဲ့တော့တက်ပြီးရှင်းဖို့ကြိုးစားနေတယ်ရှင်းဖို့ကြိုးစားနေဒါမဲ့အဲ့ဘဒူရောင်တိုက်မယ်လို့တရင်ကြလို့တက်ကစကြောင်းကူဖို့ကြိုးစားချင်းနဲ့အချိန်မှာပဲပြည်သူစစ်တွေနဲ့တက်နဲ့ပေါင်းဆောင်ဖို့ကြိုးစားချင်းမှာပဲဒီကောင်နေနဲ့ထိတွေ့ရတာကန်ကြီးဟုတ်ရမှာမနေ့ကတိုက်ပွဲအကြည့်ချက်ဖြစ်တယ်ညနေဆောင်နဲ့ထိပြစ်ချက်ခတ်ကြတက်ကလေနဲ့ပါပြရတဲ့ထိအားကောင်းတယ်အဲ့ဘက်ချမ်းမှာပီတီရီတော်အားကောင်းတယ်အဲ့လိုကြမ်းပြန်ကြားရပါတော့ဆိုတော့ထိခိုက်မှုတွေရှိလာလို့ရှိတယ်လို့ပြောတယ်ထိခိုက်နေတာမျိုးရှိတယ်တက်ဘက်ကလည်းထိခိုက်နေတာမျိုးရှိတယ်ဟိုဘက်ကလည်းထိတယ်တက်ကလေနဲ့ပါထိတယ်ဟိုဘက်ကလည်းထိတယ်တော်တော်လေးဆိုးတယ်လို့ပြောတယ်အဲ့တော့ ဒီဘက်ပြည်ပြင်းမီဒီယာတွေမှဖော်ပြနေတာတော့အာတက်သခိုင်းဘက်ကနေမြောက်ဘက်ကိုတက်မှသုံးသုံးကတက်လာတယ်တက်မှသုံးသုံးသူတရင်တင်းလုံးပြုတ်တဲ့ဒီချင်းမုန်းပြလိုက်တယ်ဘာလို့ရောက်ပြောတယ်တကယ်တော့ဒါပဲဖြစ်တာအဲ့ကန်ကြီးကုန်းတို့ဘာလို့နားမဖြစ်နေတာအဲ့နေရာတူမတူတော့မသိဘူးသူတို့ပြောတဲ့ပြောရဲတယ်နော်ဒီမှာသခိုင်းမြောက်ဘက်ဆိုအဲ့ဘက်ပဲဘဒူတို့ကန်ကြီးကုန်းတို့အာဘာလဲဒီကြောက်တန်းတို့အဲ့လိုအဲ့လိုရှိတယ်အဲ့ကွနာဒီကျွန်တော်ပြောတဲ့ကွနာရေခါအင်းနားပတ်လက်တဝိုက်ကြီးအဲ့နားတဝိုက်ကြီးကကွနာဘီဝါလမ်းမကြီးစကိုင်းရနေအပေါ်တက်တဲ့ပြူဝလမ်းမကြီးရှိတယ်အဲ့လိုမ်းမကြီးပေါ့တကြောတွေမှာအဲ့ပတ်ပတ်လေးမှဖြစ်တာဒီဘက်ကရှင်မင်းကောဒီမှာအလဲကောင်ပြူဝလမ်းမကြီးဒီမှာရေခိုင်းအောက်ကစကိုင်းအဲ့လိုပတ်ပတ်လေးအဲ့ဆုံနေပတ်ပတ်လေးဝိုင်းနာမှာတကြောမှာတိုက်ပွဲကြီးအကြီးကြီး မနေ့ကဖြစ်တယ်လို့ကြားပါတယ်မနေ့ကဖြစ်တယ်ဒါပေမဲ့ဒီနေ့တော့ဘာမှမကြားသေးဘူးဖြစ်တော့ဖြစ်မှာပေါ့ဗျာဒါပေမဲ့နေ့တိုင်းတော့တရင်ရတယ်ကျွန်တော်လည်းအမြင်နဲ့မျှနိုင်ဘူးလေနော်တိုက်ပွဲချင်းတော့အဲ့တော့တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့တက်ကလည်းထိုးစစ်တော့ဆင်းနေတယ်ဒါပေမဲ့ဆင်းလားဆင်းလားပဲခုနဗျူဟာလိုင်းတစ်ချောက်ကိုစိုးမိုးမှုပြန်မရသေးဘူးဆိုတာကတော့တက်အနေနဲ့ကလည်းတော်တော်လောကကန်ခက်နေတဲ့ပုံတော့ပေါ့ပဲသဘောပါဒါဆို PDF တွေလည်းမင်းကောနာတော့ရမှာ PDF တွေကခဏခဏဟိုချောင်းချောင်းတိုက်ခိုက်မှုတွေနောက်မိုင်းဆွဲတာတွေရှိတော့တက်ကလည်းအင်အားဖြင့်စစ်ကြောင်းထိုးဖို့ကိစ္စမှာလည်းအကန့်အသတ်တွေရှိနေပုံရ ဒါတော့ကြုံမြမြနေပြမဒီတမ33ပေါ့နော်စစ်ကြောင်းတစ်ခုလုံးလိုက်ပြိုထွက်အောင်တက်ခတ်ခံရတယ်ဆိုတဲ့တရင်ကိုမျောလင်းမျောစာသူကနေပြမတရင်မဆိုပြမပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျွန်တော်ဒီနေ့မှာဆိုတော့ဒီတမ33ရဲ့စစ်ခွေးအလောင်းတချို့ကိုတပုံနဲ့သူကတွေ့ရတာပြမ PDF ပုံတဖို့နေရဆိုရင်ဒီလိုမျိုးစစ်ကောင်စီရဲ့ကြံကြုံရစ်စစ်လာပါတယ်ဆိုတော့တမ33ရဲ့စစ်ကြောင်းတစ်ခုလုံးလိုက်ကိုခု ဒုတိယချိန်ပေါ့နော်ပြန်ပြီးတော့မှထိုးနေတိုက်ခိုက်နေတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လိုမျိုးတမအကြီးစားတွေတော့မှကျွန်တော်ဘက်ကနေပြန်မှရှင်းလင်းနေတယ်ဆိုတော့မကြာခင်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဒီသူတို့ဌာနချုပ်တယ်ပြီးတော့မှမြောက်လိုက်တည်ရှိတဲ့နေပြည်တော်ထိတောင်မှတည်ကျုံနိုင်ဖို့ပေါ့နော်အချိန်လေးတော်တော်လေးကိုကောင်းနေပြီလို့ပြောမှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီအယူထုံပုံကတော့နေပြီးတော့မှကျတော်ဆရာတော်မင်းတုံညောက်ပေါ့နော်ဘယ်လိုမျိုးအာချောင်းစင်ခေါ်ထားလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် မင်းတုံညာကိုဥစဉ်ကပြောချင်တာမင်းတုံညာတို့အုတ်စုသူငမိုက်သားအဖွဲ့ကိုဘာပြောချင်တာလဲဆိုရင်ဆရာတော်ဥစေကိန်းသားတို့ခွန်ရင်ဥညာနေတတာတို့အတာထားလိုက်ဟောသူတို့စီကသူတို့ခြေတော်မှာပေးနေတယ်နော်ပြည်သူလူထုကိုအကျိုးပြုတာရောဆဆကြရပေါ့ဗျာသူတို့ခြေဘွားမှာပေးနေတယ်ခြေမုံလေးကိုမှုဖို့အတာထားအောင်လို့အဲ့အကိုတော်တွေပြည်သူလူထုပေါ့အကျိုးပြုတဲ့နေရာမှာပြည်သူလူထုပေါ့အထောက်အကူပြုတဲ့နေရာမှာတိုင်းပြည်ပေါ့အထောက်အကူပြုတဲ့နေရာမှာဘာဒါနာပေါ့အထောက်အကူပြုတဲ့နေရာမှာပောက်ကိုတော်ကိုတော်မှီရဲ့လားလို့မေးခွန်းထုတ်ချင်တယ် ော်ဟုတ်ကဲ့ကိုဦးစင်းရတာဂုံဖော်ပြီးပြောတာပေါ့ဒီကိုတော့နော်ဒီကောင်အချိန်မီလေးအရေးချင်းရောပါရောအကုန်လုံးရှင်လို့ရတယ်အကုန်လုံးရှင်လို့ရတယ်နော်ဒီကိုတော်တွေကပြောရလို့ရှိရင်ပြောနေကြအစားချောင်းလို့အနေချောင်းလို့တင်ကန်းစီးတယ်ပါရှင်လို့အဲ့ကိုတော်တွေအဲ့ဒီထက်အတူတူပဲဗျာနော်အတူတူပဲအနေချောင်းလို့အစားချောင်းလို့နာမည်ရဖို့နိုင်ငံကြီးလှူစားနေတယ်ကိုတော်တွေနိုင်ငံကြီးမဖြစ်စင်ကာလသူကြီးအချိန်ကာလမှာပြည်သူလူထုအတွက်ဘာအကျိုးတစ်ခုမှမပြုခဲ့ဘူးမင်းတို့ညဗုဒ္ဓတက်ကြလို့လာပြောတာ ဘာပွဲမှာလဲသူရခဲ့တာမဟုတ်ဘာဗုဒ္ဓတက္ကသိုလ်မှာလဲပြည်စီအောင်တက်ခဲ့တဲ့ကိုတော်မဟုတ်သူရဲ့ဥပဒေရုပ်ကိုကြည်ပါနော်ဥပဒေရုပ်ကိုကြည်ပါနော်မင်းတို့ညာလို့အဲ့ကိုတော်တွေပြဆရာတော်ဘုရားကြီးတွေကိုပြင်မနေတဲ့ကိုတော်တွေရဲ့ဥပဒေရုပ်ကိုခင်ဗျသေးသေးချာချာကြည်ကြီးညိုစရာကောင်းတယ်လားဘယ်လိုအနေထားရှိရလဲရုပ်ကဖုံးကြီးရုပ်ပေါက်ရလားဆိုတဲ့ပုံစံကိုတွေ့ချာကြည်တကယ်လို့ဖုံးကြီးရုပ်ပေါက်တော့လူတို့တွေကတော့ခင်ဗျရောက်ကောင်းတဲ့ရောက်မောင်ရပလက်နဲ့ပဲရုပ်မှာပဲနော်ကိုယ့်ရုပ်ကိုလည်းကြည့်လိုက်အောင်ပေါ့ ါလေးကိုပြောချင်တယ်အဲ့တော့ပြည်သူလူထုကလည်းဒီကိုတော်တွေရဲ့တရားအောင်လိုက်ပြီးမှဆရာတော်ဘုရားကြီးတွေကိုမစော်ကားကြနဲ့မပြတ်မှားကြနဲ့ဟုတ်လားဥမာပေါကူတော်မဟုတ်ထားလို့တဲ့ပေါကူတော်ပဲခံရမှာပဲနော်ပေါကူတော်တို့ကြိုက်တဲ့လောက်ဆဲပေါကူတော်တို့မတုတ်ပြန်ဘူးဆရာတော်ကြီးရဲ့ပို့ဆိုးတာဘောလူထုကိုပြောတော့ဟာလေးပြီးပြီးရီးကြောင်နေသေးတယ်ပြည်သူလူထုကမေတ္တာမပြတ်ဘူးအဲ့သူဆဲဆုံနေတဲ့လူတွေဘောမေတ္တာမပြတ်ဘူးလုံရွှဲနေရပဲသူတို့ကြည့်လိုက်လို့ရှိရင်နော်လုံရွှဲနေတာပဲအဲ့တော့ကြိုက်တဲ့လောက်ဆဲမတုတ်ပြန်ရင်ဆဲတူပါပဲအရှုံးပေါ်တယ်ဆိုတာကိုအားလုံးသိစေချင်တယ်ဗျာနော်သိစေ မပေါ်တော့ဆရာတော်မင်းတို့ညောင်ပြန်ပြီးတော့မှဖျဲထားတဲ့ပုံစံနဲ့ပြောဆိုထားတာပါနော်တကယ်တမ်းကျတော့ဒီကောင်ကတော့လူမိုက်ဒုစက်ခိုင်းကခေါင်းဆောင်ဖြစ်တယ်ဆိုတော့လည်းအလုံးလိုက်တည်ထားတာပြီးတော့မှမန္တလေးမြို့ပေါ်မှာနမျက်မိုးတွေကိုဥဆောင်တဲ့နေရာမှာလည်းထဲထဲဟိုမှာတစ်တစ်ကြွကြွနဲ့သူကိုယ်တိုင်လမ်းပြပြီးတော့မှလှုပ်ရှားနေတယ်လို့လည်းကျွန်တော်ကြားသိရတာဖြစ်တယ်အခုချိန်ကျမှကျွန်တော်ဒီမော့ပတာဖုန်းကြီးတွေကိုတော်လန်ဖုန်းဖုန်းတွေရနေပြီးတော့မှတောင်းပါပါနော်ပြောဆိုလာတဲ့ပုံမှာဒီကောင်ကတော့ ပေါက်ကွဲပြီးတော့မှပြောဆောင်နေတာကိုကျွန်တော်တွေ့တာဖြစ်ပြီးတော့မှမိဘပြည်သူတွေအားလုံးကနေပြီးတော့မှလည်းငါပေါက်ကိုအခုချိန်ထိမရှင်းနိုင်သေးဘူးလားဆိုပြီးတော့မှပြောဆောင်မှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တို့တော်လိုက်ပွန်းတဖို့နေရတယ်ပြီးတော့မှလည်းဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြည်ပြည်သူလူထုကိုတပ်ဖြတ်ဖို့အားပေးလို့ဆောင်နေကြတဲ့မပါတာဖုန်ကြီးနဲ့ငါပေါက်တို့လိုအုပ်စုတွေကိုလည်းရှင်းပြမယ်ဆိုတဲ့အကြောင်းကိုလည်းပြောဆိုထားကြတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတူမနေပြီးတော့မှကိုဗစ်ကာလမှာ NLD ကနေပြီးတော့မှ နိုင်ငံရေးပြင်ဆင်မှုဘာမှလုံးဝမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပေါ်ပန်းလေးဆက်ပြောထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အဲ့နောက်၂၉၂နှစ်ကောင်ပိုင်းမှာပဲနော်အတရုတ်မှာကိုဗစ်ကပ်ရောဂါကြီးဖြစ်ပြီးတော့မြန်မာပြည်ကိုဗစ်ကပ်ရောဂါကြီးကိုးဆက်တယ်။အဲ့ဒီချိန်တုန်းကလည်းပဲနော်ပညာရေးဝန်ကြီးဆိုတော့ကျန်းမာရေးဝန်ကြီးဆိုတဲ့လူတွေ NLD ပါတီကနေပြီးတော့ဝန်ကြီးခံလာတဲ့လူတွေဟာ Ori ဆိုတဲ့အဝါရောင်အဆင့်ပါတော့ လာကြည့်လိုက်ဖျားသွားမယ်မြန်မာနိုင်ငံမှာစီးရဲဖွဲ့မြန်မာနိုင်ငံကဖိမျိုးတိုးတက်မှုနည်းတဲ့အတွက်ကိုဗစ်ကပ်ရောဂါမကူးစက်ပါဘူးကိုဗစ်ကပ်ရောဂါကူးလာရင်လေကျွန်တော်တို့မှာလူ2000လောက်ဆန့်နေနေရာတွေစီစဉ်ထားပါပြီဆိုပြီးတော့လူထုကိုပေါတင်ဖြောင်းလင်းဖြောင်းစားလင်းခဲ့ ။တကယ်တမ်းကယောဂါကြီးဖြစ်တော့ဖိမနိုင်ခေါင်းမနိုင်ဖြစ်ပြီးတော့ကယောဂါမဖြစ်မဖြစ်ခင်တည်းကကြိုတင်ကာကွယ်မှုမရှိဘဲနဲ့လေတလုံးမိုးတလုံးပြောတယ်ပြည်သူကိုပေါ်တင်လိန်နေညာတယ်။အဲ့ဒီအချိန်မှာစောင့်ဝင်နေတဲ့ခက်ခဲတွေအတွက်နိုင်ငံတော်ကနေဆန်ရှိပြီးထောက်ပံ့ပေးတယ်။ဒီဆန်ရှိပြီးကိုပဲနေပေါ်နေပိတ်တွေနဲ့ဘုံကြုံမျိုးညစ်တွေကမဆားရဝခံမှပြောတယ်။ဆန်ရှိပြီးပေးတာတော့မှလူတန်းစီပေးတာမဟုတ်နော်။စီရချက်ဆက်ချောက်ချက်ထုတ်ပြီးတော့တောင်းသူလဲသမားတော်လဲရှိရင်မပေးဘူး။စင်နာတောင်းသူမှလဲရှိလို့ဆန်ရှိပြီးမရအောင်ဆန်ရှိပြီးမထောက်ပံ့ဘူး။ကုန်းဆောင်ဆိုင်ဈေးရောက်တဲ့လူတွေမပေးဘူး။ 没打算呀，嘛，打的，没是要小 ဝန်ထမ်းဖြစ်နေတယ်ဝန်ငွေရှိရင်မပေးဘူးအဲ့ဒီလိုမျိုးအချက်ဆက်6ချက်ထုတ်ပြီးတော့ကြံတဲ့နိုင်ငံလူဦးရေရဲ့10ရာခိုင်နှုန်းလောက်ကိုပဲဆန်ရှိပြပေးခဲ့တယ်ဒီဆန်ရှိပြပေးတာတော့မအမေစုကပေးတာပါဆိုပြီးတော့ NLD ပါတီကိုမဲထည့်ရမယ်နော်ဆိုပြီးတော့ NLD လွှတ်တော်မတွေကပေါ်တင်ပြီးဖြောင်းလင်းပြောင်းစားမဲဆွဲခဲ့တယ်ဒါပေမဲ့အဲ့ဒီဆန်ရှိပြဆိုတာကနိုင်ငံမှာရှိလို့ပေးတာမဟုတ်ဘူးဒေါ်စုကြည်နဲ့ NLD ပါတီကပေးတာလည်းမဟုတ်ဘူးအဲ့ဒီမှာကိုဗစ်ကာလမှာသုံးမှုတွေဆန်တဲ့စီနဲ့ကိုစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနစီးကူးဝန်ကြီးပါဇက်ကကိုယ်တိုင်ထုတ်ပြောခဲ့တဲ့စကား နိုင်ငံတော်မှာ ကိုဗစ်ကာလမှာအရေးပေါ်စားနပ်ရိက္ခစားဖို့အတွက်ဆန်နဲ့စီနဲ့စံတန်ချိန်9000ဝယ်ဖို့အတွက်နိုင်ငံခြားကနေပြီးတော့38ဘီလီယံချေးပြီးတော့ချင်းငွေနဲ့ပြည်ပချင်းငွေနဲ့ဝယ်ရတယ်ပါဆိုင်မဟုတ်ပါဘူးလို့ညင်းကျင်တဲ့လူချင်းရှိထွက်ခဲ့ပါကျွန်မစိန်ခေါ်တယ်ဘုသူမာတော့အခုလိုမျိုးကျတော့အနယ်လေးကနေပြန်မပါနော်ဒီကိုဗစ်ကာလအတွင်းမှာပြည်သူတွေအတွက် တော်ဝင်ကင်းမဲ့စွာနဲ့လှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးပြောဆိုထားတော့မယ်ဖြစ်ပြီးတော့မှအခုချိန်ထိ NLD ရဲ့လိုရတဲ့ပုံမှာမချေမနှက်နဲ့ပြောဆိုထားတော့လဲချို့တော့တွေ့တာဖြစ်တယ်။ဒီပေါ်မှာအိုးစုတွေကနေပြီးတော့မှအခုဆိုရင်ချို့တော့တော်လိုင်းရေးအရှင်ဟုံကောင်းကောင်းနဲ့ရှေ့ကိုချီတက်နေတဲ့အချိန်မှာချို့တော့ NLD နဲ့ပြည်သူတွေကြားထဲမှာပြည်တော်မှာတော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေကြားထဲမှာစစ်ဝန်ကွမှုတွေဖြစ်အောင်မျိုးမျိုးလှုပ်ဆောင်နေတယ်ဆိုတော့လဲချို့တော့တွေ့တာဖြစ်ပြီးတော့မှချို့တော့အားလုံးမျှော်မှန်းထားတဲ့အချိန်ပဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဘောမတွေရဲ့ အားလုံးပြောဆိုမှုတွေကိုကျွန်တော်တွေလုံးဝမမှုတော့ဘဲနဲ့ပြည်သူတွေအားလုံးညွန်ပန်းထားတဲ့2025ခုနှစ်မှာစစ်ကောင်စီဖြိုချနိုင်ဖို့ဝိုင်းဝန်းပြီးတော့မှစူးစမ်းနေတယ်ဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ်။ဒီ sanction ပြီးကိစ္စနဲ့ပတ်သက်ပြီးတော့မှကြီးစုနေတဲ့မြေပပြည်သူတွေဘက်ကနေပြီးတော့မှလည်းခြိုက်ပိတ်ခဲ့ကြပါအောင်လို့ကျွန်တော်ဒီနေရာကနေထပ်ပြီးတော့မှပြောလိုပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ကိုစီကနေပြီးတော့မှအခုဆိုရင်တရိန်ရှုံမြောက်လိုက်တော့အိုးစုနဲ့အလံဖြူထောင်ပြီးတော့မှအတူပြက်တွေဖြစ်နေကြတဲ့စစ်ခွေးရိုးကိုက်တွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ ဒူရှင်ကလေးတကယ်ပဲစွမ်းပြရှင်တဲ့စစ်ခွေးတက်ပြီးခွာကဒီအောင်ငါတို့တိုက်ကြမယ်ဒေမစေတို့အတက်ကိုပြည်သူတွေပြောတယ်ဘယ်မှအသေးမမ်းတည်တဲ့စစ်ခွေးမသားများရဲ့ဟုတ်တယ်နော်အဲ့ဒါပဲအဖြစ်ဒီဒူရှင်ကလေးတကယ်ပဲအစွမ်းပြရှင်တယ်မလုံနဲ့တော့နော်ဒူရှင်ကအစွမ်းပြတယ်ဆိုတော့ဂျင်းခစ်ကြီးကြံနေခဲ့တိတာအစွမ်းပြလို့မရတော့မင်းတို့စစ်သားတွေကိုပြောချင်တာအခုလက်ရှိမင်းရောက်နိုင်ခိုင်းနေမြလုံနိုင်တိုက်နေတဲ့စစ်သားတွေကိုပြောချင်တာခဏလေးတော့တွေးပြီးတူဘက်ကိုဘက်ဆိုတဲ့ရန်သူအမြင်နဲ့မကြည့်နဲ့ လက်ရှိမင်းတို့စစ်သားတွေဖြစ်နေတဲ့ဘဝကဘသူနဲ့ဖြစ်နေတာလဲနံပါတ်1အဲ့ဒါကြည့်ပေးတိုင်းလာတောင်းရတူပါညာဆိုတော့ငါမေးပါအောင်မယ်စစ်တပ်ကဘာလုပ်လို့ပြည်သူကလက်ခံပေးရမှာလားနှစ်ဖက်မြန်သွင်းတော့မင်းစစ်သားမဟုတ်ဘဲနဲ့မင်းဟာပြည်သူတယောက်ဖြစ်နေမယ်မင်းကိုစစ်တပ်ကမတရားအနိုင်ကျင့်လာမယ်ဆိုရင်စစ်တပ်ကဘာလုပ်လို့မင်းဟာပြည်သူဖြစ်တဲ့အတွက်လက်ခံပြီးခေါင်းငိတ်ပေးရမှာလားအဲ့ဒါအဖြေပဲမားရင်မားတယ်ပြောပိုင်ခွင့်မရှိဘူးလားလက်မခံရင်လက်မခံပဲပြောပိုင်ခွင့်မရှိဘူးလားဒါလူပြောကအခွင့်အရေးမဟုတ်ဘူးလားအဲ့စစ်တပ်ကဘာလုပ်လို့မှန်းလား အဲ့ဒီနှစ်ချက်ပဲပြန်စဉ်းစားပြီတင်းတင်းကြပ်ကြပ်လေးစဉ်းစားပြီဒါစစ်သက်စစ်သားတွေကိုပြောချင်တာတူမဲ့ပုံမဲ့ရန်သူလို့တဘောထားပြီးတော့အနိုင်ယူပြောတာလွင်ပြောလို့ရကြတယ်ဟုတ်လားမင်းတို့စစ်သက်ဘက်ကလည်းပြောကြမှာပဲဒါပေမဲ့အဲ့ဒီနှစ်ချက်ကိုစဉ်းစားပြီစစ်သက်ကမမားဘူးမမားတတ်တော့ဘူးလားတစ်ချက်နံပါတ်တစ်ချက်ကစစ်သက်ကမှားနေရောပြည်သူကစစ်သက်ဖြစ်နေတဲ့ဘာမှပြန်ပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိတော့ဘူးလားနော်အဲ့ဒါအဖြစ်အဲ့ဒါလေးကိုတွေးပြီးဘာဖြစ်လို့လဲဆိုတော့လက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာတွေအားလုံးကဘယ်တိုင်းတစ်ပါးနဲ့ဖြစ်နေတာမဟုတ် မင်းတို့ငါတို့မမွေးခင်တည်းကဖြစ်လာတဲ့ပြဿနာအားလုံးကဒီနေ့အချိန်ထိဒီနိုင်ငံမှာမွေးတဲ့သူအချင်းချင်းဖြစ်နေတဲ့ပွဲအဲ့တော့ပြန်စဉ်းစားဖို့အချိန်နဲ့တိုင်းနာလက်နဲ့တောင်းချမ်းသူတို့ခေါင်းစဉ်တက်လိုက်တာနဲ့သူတို့ကတောင်းချမ်းသူဖြစ်သွားတာလားသူတို့ယူတာသူတို့ဒေတာသူတို့နေရာမှာသူတို့နေထိုင်လောက်ကိုင်တာကိုတွားပြီးတော့စီမံခန့်ခွဲအုပ်ချုပ်တိုင်းအုပ်ချုပ်ခွင့်မရတာနဲ့သူတို့ကတော့အုပ်ချုပ်ခွင့်မပေးတာနဲ့ကိုကသူတို့ကိုတောင်းချမ်းသူလက်နဲ့ကိုင်အဖြစ်တတ်မှတ်လိုက်တာမှာလားမင်းအိမ်မှာလာပြီးတော့ငါတို့လာပြီးလူဘဝမှာမင်းလက်ခံနိုင်လားအေးအဲ့လားအဖြစ်ပဲ အဲ့တော့နိုင်ငံရေးဆိုတာတခါကြရလို့ရှိရင်အုံနောက်တွေကိုအမြင်အယုံဝေဝါအောင်လုပ်ပြီးတော့တွင်းတော့တင်းတဲ့အရာတွေကိုမတွင်းတော့ပဲနဲ့တလွဲတွေမြင်အောင်လုပ်ခဲ့တဲ့အရာတွေအများကြီးရှိတယ်နော်အခုကြည့်တမတ်33ဆိုပြီးဒီမှာဒီကောင်မလေးစော်ထားတာရက်ပိုင်းပဲရှိနေတယ်ဒါပေမဲ့အခုဘာဖြစ်လဲတမတ်33မှာပါတဲ့ကောင်အကောင်လုံးမတာပေါ့ကောင်စကိုင်းမှာစဉ်းစားကြည့်ဘဝတွေဒါပေမဲ့အဲ့လိုတင်ရဲ့အတွက်မင်းတို့စစ်သားတွေတင်လို့ဝမ်းနေတဲ့လူနဲ့ပျော်တဲ့ပြည်သူဘယ်ဟာများလဲအဲ့ဒါကိုမြင်အောင်ကြည့်ခိုင်းချင်တာအဲ့ဒါအဖြစ်အဲ့ဒါကိုမြင်အောင်ကြည့်ဘာဖြစ်လို့ငါတို့တရပ်ပိုင်းတွေအတွက်လုပ်နေတာကို ငါတို့သိလို့ချင်းပြည်သူအများစုကပျော်ပြီးတော့ငါတို့ကိုထောက်ခံတဲ့လူနည်းစုလေးတောက်ကပဲဝမ်းလဲကြတာပဲဒီအတွေးလေးကိုတွေးစီချင်းစစ်သားတွေရဲတွေနဲ့ဒီနေ့ခင်ဗျာဒါတော့ကိုဆေးရနေပြတော့မှာပါနော်စစ်ကောင်စီရာရှိတွေနဲ့ဒီအောက်ခြေကတပ်သားတွေကအခုချိန်ထိလုံးဝကိုတည်တရားမရှိသေးလို့သူကနေပြတော့မှာတပ်မတ်33စစ်ကြောင်းတစ်ခုလုံးလိုက်ပြုတ်ထွက်အောင်တိုက်ခိုင်းရတာနဲ့ပတ်သက်ပြီးတော့မှာတတိပိအစုံမှပြောဆိုထားတာဖြစ်တယ်ဒီမြောက်လိုင်းတို့အစုံနဲ့ဒီစစ်ကောင်ဆောင်တွေကနေပြတော့မှာအောက်ခြေတပ်သားတွေကိုနီပေါင်းစုံနဲ့ brainwash လုပ်ထားတာလည်းပေါ့နော် အချင်းချင်းဖြစ်ပြီးတော့မှဒီခက်ဆက်ဆက်သူတို့လုပ်ခဲ့တဲ့နီလန်တွေအလုံးဖြစ်တယ်ဆိုတော့လည်းကျွန်တော်တီးထားတာပဲဖြစ်တယ်အခုဆိုရင်လည်းဘုမအောက်တန်းစားတဲ့ချိုးရတယ်ပြီးတော့မှကျွန်တော်ပြည်သူလူထုတွေပုံမှာဆလေးရုံမှာဖို့ဝမ်ဝမ်ပြီးတော့မှစူးစမ်းနေကြတော့မှဖြစ်ပြီးတော့မှသူတို့အောက်ခြေမှာစခွေးတတရတော့မျောစားဖြစ်ပြီးတော့မှအတူပြတ်တွေဖြစ်နေတယ်ဆိုတော့လည်းသူတို့ကနေပြီးတော့မှဖုံးပြီးဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တလိုင်းတဖို့ပုံနေနဲ့ပြည်သူတွေဘက်ကနေပြီးတော့မှជីជីပြူပြူနဲ့နောက်ဆုံးအကြိမ်အလင်းဝင်လာဖို့ပြောဆိုနေတော့မှပဲသူတို့အနေနဲ့လက်တင်ခံပြီးတော့မှသူတို့ရဲ့ပြင်မှုတွေအတွက် ဝင်ချတောင်းပန်တာမျိုးလုပ်တင်တာဖြစ်ပြီးတော့မှမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုမျိုးဆက်လက်ပြီးတော့မှမယူရဲဆန်နေဦးမယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီစကောင်စီကိုဖြိုချတဲ့နေရာမှာအဲ့လိုမျိုးလူတန်းစားတွေကိုလည်းတခါတည်းမြေလန်ရှင်းပြရမယ်ဆိုတဲ့အကြောင်းကို 3P ပြောချင်တဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်အစားဆုံးကြည့်ရှုပေးကြတဲ့မြေဘဗီဒီယိုများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြားမှချင်တဲ့ပြည့်စုံပြီးတော့မှတိုင်ရဲချန်နယ်ညာချန်လေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်